အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုလေးမှာတော့ Zoom account create လုပ်တဲ့နည်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ထုံးစံတိုင်းမှာ Zoom လို့ရိုက်ရှာလိုက်မယ်ဒါဆိုလို့ရှိရင်အာသူ့ရဲ့ Zoom ရဲ့ address လေးကြားလာရပေါ့နော်အဲ့တော့ဒီမှာ zoom.sr ဟာလေးပါဒါလေးကိုနှမ်းလိုက်ပါမယ် အခုလောဆယ်ကတော့အကောင့်မရှိသေးဘူးပေါ့နော် Zoom account create မလုပ်ရသေးဘူးဖြစ်တဲ့အကြောင်းမလို့ဒီဘက်မှာ sign up free ဆိုရယ်ဟာလေးကိုနှင်လိုက်ပါမယ်ပေါ့နော်အဲဆိုလို့ရှိရင်တော့ဒီဘက်က information လေးဖြစ်မဲ့ Betty က2001အဲ email address က ပြီးဒီလိုမျိုးကို email address လေးကိုရေးပြီးတော့လေလိုလိုရတော့ဒီအောက်မှာပြထားတဲ့အဲ SSO ရဲ့ Apple ရဲ့ Google ရဲ့ Facebook ရဲ့နဲ့လေ sign up ဝင်လို့ရပါတယ်။ Closeer ကတော့ဒီဘက်ကအဲဒီဘက်ကဥစားလေးပေါ့နော်။အခု mail လေးနဲ့ပဲအရင်ဝင်ပြပါမယ်။အရှိတစ်ခေါက်မှာတော့ Google နဲ့ဝင်ပြသွားတယ်ပေါ့နော်ခံပါကို။အဲ့တော့ဒီမှာတော့ mail လေးပဲရိုက်ပြီးတော့ဝင်ပြပေးပါမယ်။အဲ့တော့ continue နေနိုင်မယ်။ ာဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ email ကိုယ့်ရဲ့ email တက်ကိုနံပါတ်လေးပို့ပေးလိမ့်မယ်ပေါ့နော်အဲ့တည်းကြောင့်မလို့ email ကိုဆေးရပါမယ်အဲ့တော့ email ကိုဘယ်လိုဆက်မလဲပေါ့နော်အခုလောဆယ်က laptop မှာတုံးနေရဖြစ်တယ်ပြီးလို့ရှိရင်ဒီမှာက chrome မှာအဲ့တော့ဘာလို့ရလဲဆိုရင် chrome ဆိုတဲ့ browser ကြီးစပြင် browser မျိုးစုံမှာ tab တွေခေါ်လို့ရရပေါ့နော်ဒီမှာ new tab တစ်ခုကို create လုပ်လိုက်ပါမယ်အဲ့ဒါပြီးလို့ရှိရင်တော့ gmail.com ပေါ့နော် လဲစရာတော့အဲဒီဘက်ကဂျီမေးတွေမှာနောက်ဆုံးကအာဒီဘက်ဂျီမေးလေးပေါ့နော်ဒါကဒီဘက် zoom လေးမှာတုံထားတဲ့ဂျီမေးလေးကိုဖွင့်လိုက်ပါမယ်အဲဒီမှာပေါ့နော် zoom ကဒါလေးကတရင်ကုန်နံပါတ်ပါအဲ့တော့ဒါလေးကို copy ကိုလိုက်မယ်ပေါ့နော်တော့ထည့်လိုက်ပါမယ်အဲ့ဒါဆိုလို့ရှင်တော့ verify လုပ်လို့ရပါပြီ ဲ့တော့နာမည်ရေးမယ် โอเคဒီမှာဆိုလို့ရှိရင်ဘတ်ဆော်လေးကဘာလေးဖြစ်မလဲဆိုရင် ABC 123လေးပေါ့เนาะဒါပေမဲ့တော့ဖြစ်ရမလဲဆိုရင်အနည်းဆုံး letter 6ခုရှိရမယ်လို့ရှိရင် a သေးတွေအာ a letter small letter လေးပါ low upper uh, small letter ပါရမယ် upper case လေးပါရမယ်ပြီးလို့ရှိရင်1 2 3စပြီးနံပါတ်တွေလည်းပါမယ်အခု low စရင်မပါတာကအသေးဆိုတော့အသေးလေးထည့်လိုက်မယ်ပေါ့နော် โอเคအာနံပါတ်ဒီအာဒီလိုမျိုး ABC တို့တစ်နှစ်သုံးလို့အစားပြအဲ့လိုမျိုးတွေပါလို့မရဘူးဗော random နေပါရမယ်ဗောနော်အဲ့တော့ ။ပြီးအဆိုလို့ရှင်တော့အလကြာ၈ခုဖြစ်သွားပြီ။အနည်းဆုံး ABC အသေးပါတယ်ပြီးတော့၁၂၃ပါတယ်ပြီးလို့ရှင် upper case အပါတယ် upper case ဆိုတာအကြီး letter ကြီးပြီးတော့ lower case ပါတယ်ပေါ့နော်။ဒါဆိုလို့ရှင်အာရပြီ။ပြီးတော့၁၂၃လေးစပြီးအဲ့လိုမျိုးတွေလည်းအလို consecutive တွေလည်းဖြစ်မနေဘူးပေါ့နော်။အဲ့တော့ continue ကိုဆက်နေလိုက်ပါမယ်။ ဒါဆိုလို့ရှိရင်တော့ zoom လေးကို create လုပ်ပြီးသွားပြီးဖြစ်ပါတယ်အဲ့တော့ password ရေး save ခိုင်းပါတယ် save ကိုနှိမ့်လက်လို့ရပါတယ်ပေါ့နော်အဲ့တော့ဒါပထမဆုံး zoom account ကိုကိုယ့်ရဲ့ browser ထဲမှာ create လုပ်တာပါအဲ့တော့ဘာလို့မလဲဆိုလို့ရှိရင်အရင်ဆုံးကိုယ့်ရဲ့ zoom ကိုအသုံးပြုနိုင်ဖို့တက်ဆိုလို့ရှိရင်တော့ zoom software ကိုကိုယ့်ရဲ့ set ထဲမှာ download ဆွဲထားပေးရပါမယ်အဲ့ဒါကြောင့်မလို့ download zoom to your computer ဆွဲထားလေးမှာ download နောက်ဆွဲဟာလေးကိုနှိပ်ပါမယ်။ဒါဆိုရင်တော့ zoom ကို download ဆွဲလို့ရတဲ့နေရာရောက်သွားပါမယ်။ အဲ့တော့ကိုယ့်ရဲ့စက်ထဲမှာတိမ်းဖို့ location လေးတစ်ချက်ရွေးမယ်ပေါ့နော်အဲ့ဒါပြီးလို့ရှင်တော့အာ download ဆွဲလိုက်ပါမယ်အဲ့ဒါဆိုရှင်တော့ zoom ကို download ဆွဲပြီးသွားပြီပေါ့နော်အာဒီပိုင်းကတော့ zoom account create လုပ်တဲ့ပိုင်းလေးကိုပြပြပေးသွားတာဖြစ်ပါတယ်အဲ့တော့ခဏနေလို့ရှင်တော့ဒါ zoom ကတော့ fully install ဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့ကြလို့ရှင်သူကိုအာပြန်မြှင့် install ရည်နည်းလေးကိုတစ်ချက်ပြပေးပါမယ် အခုဆိုလို့ရှင်တော့ Zoom ဆိုတဲ့ software လေးကို download ဆက်ပြီးသားပဲဖြစ်ပါတယ်။အဲ့တော့သူ့ကိုကြည့်ရှင်နေဆိုရင်ဘေးနားမှာ download ဆက်သားလည်းတည်ခြင်းရင်ဒီဘက်ဘေးနားက menu bar လေးကိုနှိပ်လိုက်မယ်။ပြီးလို့ရှိရင် download ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ပေါ့နော်။အဲ့ဒါပြီးရင်တော့ဒီဘက်က show in folder လေးကိုနှိပ်မယ်။ဒါဆိုလို့ရှင်တော့ကို Zoom ကို download ဆွဲထားတဲ့ folder လေးကိုရောက်သွားပြီပေါ့နော်။အဲ့ရှင်ကြလို့ရှိရင်ဒီဘက်ကအစားလေးကို Zoom လေးကို double click နှိပ်လိုက်မယ်။ဒါဆိုလို့ရှိရင် Zoom ကို installing လုပ်နေပါပြီပေါ့နော်။ တော့ခဏနေလို့ရှိရင်ဒါ installing process ပြီးသွားလိမ့်မယ် Okay အခုဆိုရင်ဒါ install လုပ်ပြီးသွားပြီပေါ့နော် install လုပ်ပြီးသွားပြီဆိုတော့ခဏရ Zoom account ရှိခဲ့တယ်ပေါ့နော်အဲဒါကြောင့်မလို့ sign in ကိုနှိပ်ပါမယ်အော်ဒီမှာက email နဲ့ password ရိုက်ထည့်ရမယ်ဒီ email နဲ့ password ပေးရဟာလဲဆိုရင် email ကတော့ထုံးစံနိုင်ကိုယ့်ရဲ့ email ပဲ password ကတော့အအရင်ကလုပ်ခဲ့တော့က zone password ရဲ့ email password နဲ့မတူဘူးပေါ့နော်အဲ့ဒါကြောင့်မလို့မတူအောင်လည်းထားလို့ရတယ်တူအောင်လည်းထားလို့ရတယ်ဒါကတော့ကိုယ်သဘောပေါ့နော်အဲ့တော့ဒီမှာဆိုရှင်အာ password ကိုရိုက်တယ်လို့ရတယ်အဲ့ဒါပေမဲ့ဒီဘက်က mail နဲ့လည်းဒီဘက်က Google တို့ဘောင်းနဲ့ဝင်လို့ရဖြစ်တဲ့ကြောင့်မလို့လက်ကူကဘက် Google နဲ့ပဲဝင်လိုက်ပါမယ်ပေါ့နော်ဒါဆိုရင်ကိုယ့်ရဲ့ account ကိုရွှေ့ရမယ်ပိုင်းလာမယ်အဲ့တော့ကိုယ့်ရဲ့ account ကအဆုံးအ account လေးပေါ့နော် အဲ့တော့ password လေးကိုရိုက်ထည့်ပြီးတော့ဝင်လိုက်ပါမယ်။အဲ့တော့ open zoom meeting ကိုဖွင့်လိုက်ပါမယ်ပေါ့နော်။အဲ့ဒါဆိုလို့ရှင်တော့အာ guest တက် okay လောက် skip လိုက်မယ်။ go okay ဒါဆိုလို့ရှင်တော့ zoom account လေးကိုအာ create လုပ်ပြီးသွားပြီပဲဖြစ်ပါတယ်။အဲ့တော့ဒီမှာကိုယ့်စက်တယ်မှာလေး zoom software လေးရှိမယ်။အာပြီးလို့ရှင် ကိုယ့်ရဲ့ browser တွေကနေလည်းအဝင်ပြီးတော့လေဒီဘက်က zoom နဲ့ကိုပြန်ဝင်လို့ရတယ်ပေါ့နော်ဒါလေးကတော့အာ zoom account installation နဲ့ zoom account creation video လေးပဲဖြစ်ပါတယ်